အော်မလေးရှားကိုသွားမယ်ဆိုတော့လေနဲ့တွေ့တယ်ဗောကိုရဲဒါပေမဲ့ကျွန်တော်တို့လေကမလေးရှားလေမဟုတ်ဘူးကျွန်တော်တို့အင်ဒိုလေးဖြစ်နေဆိုတော့ကျွန်တော်လေပေါ်ရောက်ပြီးတပတ်ကြာမှကျွန်တော်သိတယ် ပြီးတော့ကျွန်တော်ပင်လယ်ထဲမှာနှစ်ရက်ကူးဘူးတယ်ကျွန်တော်ဘောင်းမီတိုလေးနဲ့ပတ်စံဘန်းကားနဲ့ကျွန်တော်ပဲခုံချလိုက်တယ်လေးပေါ်တယ်ကျွန်တော်ကိုယ်ကျွန်တော်ပြောတယ်အဒီလေးရဲ့အင်ဒိုလေးကြီးတော့မင်းကဘယ်လိုလုပ်တည်တာမသကားလိုက်ပြောသူဟာညီဘဲရလဲကွာဟာဘဲဘဲဘင်းပြောသူတို့အကုန်လုံးစကားပြောကြည့်ချင်မှာအကုန်လုံးဒီထိုင်းနိုင်ငံတစ်ခါမှမရဘူးမလေးသွားမယ်ဆိုတော့စိတ်နဲ့တက်လာကြအကုန်လုံးလူသစ်တွေကြီးပဲဆိုတော့အသေးကြွားပြီဒီလေးဒီအင်ဒိုသွားတော့မှာကျွန်တော်အဲ့မှာဘာလဲဆိုတော့အရင်မလေးကပြန်ခဲ့တဲ့လူတွေထိုင်းကပြန်ခဲ့တဲ့လူကြီးတွေအကိုကြီးတွေဆရာနေအများနဲ့သူတို့စကားဝိုင်းလက်ဖေးဆိုင်ထိုင်သွားသွားနားထောင်စာရမ်းလည်းဖတ်တယ်အဲ့လိုမျိုးအကုန်ဖတ်စာတော်တော်ဖတ်တယ်အာနေကြီးတဲ့ခုံချခုံချတော့ ့အဲ့တော့သူတို့တိထားတယ်ဘောဘောတွေဘာနဲ့ချီချက်ပြီးတော့နှစ်ရက်လောက်နေတော့ခြုံဘောလို့ပြောတဲ့မြို့ကိုရောက်တာပါကိုယ်ဒါပါပဲအဲ့လိုရောက်လာအဲ့လိုရောက်လာခြုံဘောမလည်းမသိမီးမြင်နေတော့ငါတော့တွေ့ပြီးဆိုပြီးတော့တန်ဖို့တွေကအခေါက်တစ်ခေါက်တော့ကြာတယ်နောက်မသိတာပြေလိုက်တယ်မှကျွန်တော်ဘောင်းမီနေဝတ်လို့မရအောင်တော့ကျွန်တော်မသိဘူးကျွန်တော်အောက်ကဘောင်းမီနေကျွန်တော်ရေထဲမှာနေတော့ဘို့ကျွန်တော်အပန်းကားထဲထဲဘောင်းမီအညိုရောင်လေးအဲ့အရောင်လေးကိုကျွန်တော်ကျိုးနဲ့ချီထားတယ်ရေဘုံနှစ်ပုဒ်ကိုဒီမှာကျွန်တော်ချီထားတယ်ရေဆိုင်တောက်ဖို့ဆိုပြီးမခုံချက်ပြန်မှာကြိုးပြီးပြင်နေတာအဲ့ဒါတွေကလည်းစာအုပ်ဖတ်တဲ့အတွေ့အကြုံတော့ကျွန်တော်သိတယ် တကယ်ဆိုမသိဘူးနော်စာအုပ်ဖတ်လို့ဟာပင်လဲမှဒီရေးတဲ့ခုံချိုင်းငါရေးဆိုင်ဘလို့တော့ခါလိုက်ကြတယ်စာအုပ်စာပေဖတ်တာကိုတကယ်ဒုက္ခရောက်ကြမှာအဲ့ဒီရရတဲ့အတွေ့အကြုံအသိတွေပေါ့နော်ကိုပင်လဲတဲ့ခုကားမရဘူးကိုဖတ်လိုက်တဲ့ဟာတင်မောကြီးမြုပ်သွားတယ်အဲ့မှာလူတွေဘလို့ survive ဖြစ်တာတဲ့ဘောင်းဆုံးဖတ်တော့အဲ့လိုမျိုးပင်လဲထဲမှာနေဘလို့တွေနေရတယ်ဆိုတဲ့ဟာစာအုပ်စာပေသိတယ်အသက်ကိုညံဆောက်အဲအဲဒါပေမဲ့အဲ့ဒါကအသက်ကိုညံဆောက်တယ်ဆိုတာဒါတပိုင်းဘုရားဘာသာရေးပြောတကယ်အကုန်လုံးနောက်ဆုံးပြောရင်တကယ်လို့ဒါကျွန်တော်စာမှာဖတ်ခဲ့ကျွန်တော်အဲ့ချက်မှသိသွားတယ်